မင်္ဂလာပါရှင် Rose Silent Company Limited မှာဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ငှားရမ်းကတရခိုင်နှုံအိမ်ချမ်းရဲ့ယင်းနှိမ့်မြုံနယ်မှုသူတွေအတွက်လမ်းညွန်ဆိုတာပဲဖြစ်ပါတယ်ရှင်ဒါဆိုငှားရမ်းကတရခိုင်နှုံဆိုတာဘာလဲဆိုတာဒီလူကြီးမင်းတို့အနေနဲ့ပေါ့နော် ဟိုအိမ်တစ်ခုကိုရင်းနှီးမြှုပ်နှံလိုက်တယ်။အဲ့ဒါအိမ်တစ်ခုကိုဗန်ချင်းဝင်နဲ့ဝယ်လိုက်တယ်ပေါ့။ဒါဆိုရင်တင်းရဲ့အိမ်ကလားစင်ငားရန်ကားကဗန်ချင်းဝင်ထက်ပို့ပြီးတော့များနေလားနဲနေလားတွက်လို့ရတယ်ပေါ့နော်။အဲဒါမှမဟုတ်လို့ရှိရင်လည်း cash နဲ့တလုံးနဲ့ပေါ့နော်ငွေတလုံးနဲ့ခြေပြီးဝယ်တဲ့လူတွေအနေနဲ့လည်းဒါဝယ်တင်လားမဝယ်တင်လားဆိုတာကိုလွယ်ကူလျင်မြန်စွာဆုံးဖြတ်ချက်ချနိုင်တဲ့တွက်နီးလေးပဲဖြစ်ပါတယ်ရှင်အဲတွက်နီးလေးကတော့အိမ်တန်ဖို့အပေါင်းပြုပြင် ှုပြုပြင်ခါပေါ့နော်ပြန်းညာညီညာချင်းစုစုပေါင်းရင်းနှီးမြှုပ်နှံငွေအဲအဲ့စုစုပေါင်းရင်းနှီးမြှုပ်နှံငွေကိုမှအမြောက်၁၀၀ခိုင်နှုန်းအာညီညာချင်းလစဉ်နှားရင်ခါပေါ့အဲဒါဆိုလို့ရှိရင်ဥမာအားဖြင့်ပေးရရင်လူကြီးမင်းဟာတိတ်၂၀၀နဲ့ဝယ်လိုက်တယ်ပေါ့ဒီအိမ်တစ်ခုပေါ့တိတ်၂၀၀နဲ့ဝယ်လိုက်တဲ့အိမ်ကိုဆိုရင်တိတ်၂၀၀အမြောက်၁၀၀ခိုင်နှုန်းညီညာချင်းအဲ2သိန်းပေါ့နော်အဲအဲ့ဒါဆိုလို့ရှိရင်ဒီ3000နဲ့ဝယ်လိုက်တဲ့အိမ်လေးကတော့လစဉ်ငှားရင်ကအနေနဲ့တစ်လကို ပြန်မြနှစ်သိန်းတော့ရတဲ့နေပေါ့နော်အဲဒီလိုတွက်ချက်မှုမှာဘန်ချင်းငွေအရစ်ကြကိုပြန်ဆက်ရမယ်ပမာဏထက်ပေါ့နော်ကိုယ့်ရဲ့အိမ်ငှားရမ်းကများလားနည်းလားလဲကိုကြည့်လို့ရတယ်နောက်ပြီးတော့ ဟိုပေါ့နော်ဒီ cash နဲ့ဝယ်လို့ရှိရင်လည်းဘယ်နှစ်နှစ်မှအရင်ကျိန်မလဲဆိုတာလေဟိုသိနိုင်တယ်ပေါ့နော်အဲသူ့ရဲ့အကျိုးကျေးဇူးတွေကတော့ဒီ24ရဲ့အကျိုးကျေးဇူးတွေကကိုပေးနိုင်တဲ့ဈေးကိုမြန်ဆန်စွာတက်ချက်နိုင်တယ်ဝယ်သင့်မဝယ်သင့်လည်းစုံမျက်ချက်ကိုလှင်မြန်စွာချနိုင်တယ်နောက်ပြီးတော့အ ਨੇ ဆုံးအမြတ်ရရှိမှု အဲနောက်ပြီးတော့အနည်းဆုံးအမြင်ရရှိမှုကိုလည်းသိနိုင်ပြီးတော့အရှုံးမရှိအောင်လည်းကွာတွက်လို့ရတယ်ပေါ့နော်အဲဒါမဲ့သတိပြုရမယ့်အချက်တွေကတော့အဲဒီတွက်ချက်မှုတွေမှာဟိုလားစင်ထိမ့်သိမ်းကားတွေဟိုကွန်ဒိုတွေဆိုလို့ရှိရင်လားစင်ထိမ့်သိမ်းကားဇရိတ်တွေရှိမယ်နောက်အာမခံခြေတွေလည်းမပါဝင်ဘူးအခွန်တွေလည်းမပါဝင်တဲ့အပြင်ကရက်ကွက်အလိုက်ပေါ့နော်ငှားရမ်းကဇေနှုန်းတွေလည်းပြောင်းလဲနိုင်တယ်ပေါ့နော်ဒါကတော့သတိပြုရမှာဖြစ်တယ်ပေါ့နောက်အခြားတွက်နည်းတွေနဲ့တိရခိုင်နှုန်းတွက်နည်းနဲ့နှိုင်းရှင်ခြင်းပေါ့ အဲ့ဒါဆိုတော့စုစုပေါင်းငှားရင်ကမြောက်ကိန်းအဲ gross rent multiplier ပေါ့အဲ gross rent multiplier မှာဆိုရင်ဘယ်လိုတွက်မလဲဆိုရင် စုစုပေါင်းအိမ်စည်းအစားလားစင်ငှားရင်ကအဲလားစင်ငှားရင်ကဆိုဒါဆိုရင်ယင်းနှမြုံနယ်မှုငွေကိုလုံးဝဘယ်အချိန်မှအရင်ကြေမလဲဆိုတာကိုကွာသိနိုင်တယ်ပေါ့နော်အဲဒါစုစုပေါင်းအိမ်စည်းအစားလားစင်ငှားရင်ကဆိုရင်ကွာ၁၀နှစ်မှအရင်ကြေမလား 55နှစ်မှအရင်ကျင်လာတာအဖြေထွက်သွားပြီပေါ့နော်။နောက်80ရာခိုင်နှုန်းစီးမြင့်ပေါ့။ဒီ80ရာရာခိုင်နှုန်းစီးမြင့်မှာဆိုလို့ရှိရင်အိမ်ပြုပြင်ကြီးတန့်ဖို့ရဲ့80ရာခိုင်နှုန်းထပ်ပို့ပြီးတော့မဝယ်သင့်ဘူးပေါ့နော်။မဝယ်သင့်ဘူးဒါအိမ်ပြုပြင်ပြီးတော့ရောင်းတဲ့လူတွေအတွက်အရေးပါတယ်ပေါ့။ ဒါဘလို့မျိုးပြောရမလဲဆိုရင်တချို့တွေကပေါ့နော်ဒီလိုအစ်စ်ဆောက်လုံးလိုက်တဲ့ဒီစံပြာဈေးဘက်တို့ဘာလို့မှာဆိုလို့ရှိရင်အစ်စ်ဆောက်လုံးလိုက်တဲ့ဒီကန်ထိုက်တိုက်ခန်းလေးတွေကိုဝယ်တယ်ဝယ်ပြီးတော့ဆေးဆေးတုပ်တယ်ရေလိုင်းမီလိုင်းပြန်ဆွဲတယ်ပေါ့နော်အခန်းလေးတွေဖွဲ့တယ်ပါကေးခင်းတယ်ကျွေးပြားကတ်တယ်ပေါ့ဒါဆိုလို့ရှိရင် ဒီကုန်ကြစရိတ်ဒီမပြင်ရသေးတဲ့အင်တန်မုံငွေနဲ့ပြင်ပြီးအင်တန်မုံငွေရဲ့ဒီရောင်းလိုက်တဲ့အခါကျရင်ထွက်မဲ့အမျက်ရေပေါ့နော်အဲ့ဒီဟာတွေအတွက်ကိုတွက်ချက်ဖို့ဒီအင်ရဲ့တန်မိုး80ရာခိုင်နှုန်းပဲပေးတင်နေပေါ့နော်အဲ့ဒါကိုပြောတာပါရှင်ဟုတ်ကဲ့နေကုန်းချုပ်ရမယ်ဆိုလို့ရှိရင်တော့ပေါ့နော်အိမ်ရန်ငှားရမ်းကြီးလုပ်ငန်းဟာရေရှိမှအမျက်ဆုံးရတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်နောက်ပြီးတော့ တရားဂိုင်းလုံးစီမင်းကအစာပိုင်းခံမှန်းတွက်ချက်မှု initial calculation အတွက်လည်းကောင်းမွန်တယ်ဒါပေမဲ့အခြားကုန်ကြစိတ်တွေရောသူကမပါဘူးပေါ့နော်ဒါရောသတိပြုရမှာဖြစ်တယ်အဲအောင်မြင်တဲ့ယင်းနှိမ့်နှံမှုတွေအတွက်ကတော့လူချင်းမင်းတို့အနေနဲ့တေးချလေးလာစုံစမ်းပြောနော်ခြေစစ်ပြီးတော့မှဆုံးဖြတ်ချက်ချပါလို့အကြံပြုချင်ပါတယ်ရှင်အဲဒါမှမဟုတ်လို့ရှင်လဲကျမတို့ Rose Silent Company Limited ကိုဆက်သွယ်လို့ရပါတယ်ရှင် အဲနောက်ထပ်အသေးစိတ်သိရှိလိုလို့ဖုန်း09650599751ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်ဒီ post ကိုလည်းမျှဝေပြီးတော့တင့်မိတ်ဆွေတွေကိုလည်းအိတ်ချမ်းမြေရင်းနှီးမြှုပ်နှံမှုအကြောင်းကိုပြောပြလိုက်ပါအိတ်ချမ်းမြေနဲ့ပတ်ပတ်သက်တဲ့ဘ ഹു တုတ္တတွေကိုပေါ့နော်အဲပုံပေါ်ပြီးတော့သိရှိလိုလို့ရှင်ရဲ့ Rose Silent Real Estate page လေးကို like and follow လေးလုပ်ပေးခဲ့ဖို့မေးပါနဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်